Open AI ကနေနာမည်ကြီး designer Johnny Ive ရဲ့ company IO ကိုဝေလိုက်ပြီးဆိုရတဲ့တင်ချလိုက်တယ်။ဒေါ်လာ6.5 billion တော့နော်။ဟုတ်ကဲ့။သူတို့ပေါင်းပြီးအစ်စ်တစ်ခုလုပ်မယ်တဲ့ AI ကိရိယာတကူပေါ့။အင်းအဲ့ဒါကဖန်သားပြီးလုံးဝမပါဘူးဆိုပဲ။ပြီးတော့အလုံးရဲ့တန်းတက်လာတောင်ရောင်းချဖို့ရည်မှန်းထားတယ်ဆိုတော့အကြီးကြီးပဲဟုတ်ကဲ့အထက်ကကတော့ Open AI က Sam Altman နဲ့ Apple မှာ iPhone iPad တွေ design ဆွဲခဲ့တဲ့ Johnny Ive ပေါ့သူတို့နေရာပေါင်းတာဆိုတော့ ဒါကတာမန်ကိစ္စတော့မဟုတ်လားဘူးအဲသူတို့က AI native devices ဆိုလာကိုဖန်တီးခြင်းပုံပဲဆိုလိုတာက음 AI နဲ့တိုက်ရိုက်အလုံးလို့ဖို့စောက်ထားတဲ့ PC မျိုးပေါ့ဖုန်းလိုမျိုး app တွေဖွင့်တာတဲ့ပိုပြီးသဘာဝကျမယ်ဆိုတဲ့သဘောလားဟုတ်တယ်အဲ့ဒီလိုမျိုးဖန်ထားပြမပါဘူးအိပ်ထဲထဲရောက်လို့ရမယ်ပတ်ဝန်းကျင်ကိုသူ့ဘာသာသူသိနိုင်မယ် AI app တယောက်လို့ပေါ့အာစိတ်ဝင်စားစရာပဲဖုန်းကိုအစားထိုးမှမဟုတ်ဘူးဒါပေမဲ့ Mac နဲ့ iPhone ကြားကတတိယမြောက်အဓိက PC ဖြစ်နေတယ်ဆိုတော့ ဟုတ်တယ်နေရာတက်တစ်ခုထွင်ကျင်တာ Johnny Vive ကလက်ရှိသုံးနေတဲ့နီးပညာတွေနည်းနည်းခက်နောက်ကျနေဘူးလို့ပြောဟုတ်တယ်လေအချင်းစရာကတော့2029မှာညာကြီးထုံမယ်2026မှာမိတ်ဆက်မယ်ဆိုတော့နည်းနည်းမြန်တယ်လို့ပဲနော်လျော့ဝတ်ထားတယ်ဆိုတော့ဘာမှလည်းသိပ်မသိရသေးဘူးဟုတ်တယ်ဒါပေမဲ့လေအရင်ကဒီလို AI ကိရိယာတွေရဲ့ဈေးကွက်အခြေအနေကိုပြန်ကြည့်ရင်နည်းနည်းတော့စဉ်းစားစရာပဲဟုတ်တယ်ဟုတ်တယ် Humane AI ပင်လေအဲ့ဒါဘယ်လိုဖြစ်သွားလဲအဲ့ဒါက mm ပြဿနာတွေတော်တော်များတယ်အပူအရန်ကက်တယ်သုံးရတာအဆင်မပြေဘူးဈေးလည်းကြီးတယ်လေ MKBHD ကတော့အစိုးဆုံး review ပေးလိုက်တယ်နော်ဟုတ်ပါအဲ့တော့နောက်ဆုံးတော့ရက်လိုက်ရတယ် Rapid R1 ဆိုတာလည်းရှိတယ်အဲ့ဒါလည်းမျောလင်းချက်တော့ကြီးခဲ့ပြီမဲ့ software ကတိတ်မကုန်းဘူး Apple Vision Pro ရောနီးပညာကတော့အမှန်ခံပဲဒါပေမဲ့ချီအောင်နေပါစေ နေ့စဉ်တော်မှုအဆင်ပြေရမယ်ဈေးနှုန်းလည်းလက်လိုက်မိရမယ်ဒါမှအောင်မင်းပါ မှန်တယ်ဒါပေမဲ့အောင်မြင်တဲ့ဥဒမလေးတွေလည်းရှိတော့ရှိတယ်ဟုတ်လားပါတယ်လေမေတာရီဘန်စမတ်မြန်မာလေရိုးရိုးမြန်မာပုံစံလေးပဲဒါပေမဲ့ AI ပါတယ်မြင်တာကြားတာတွေနားလည်နိုင်တယ်ဈေးလည်းတိတ်မမြအောင်ဖက်ချင်ကြရသေးလေအာဟုတ်တာပဲနောက်တစ်ခုက AI PCs တွေ Copilot Plus PCs တွေလိုမျိုးပေါ့ NPU ဆိုတဲ့ AI chip တွေပါလာတော့ကွန်ပျူတာပေါ်မှာတင် AI ကပုံမြန်လာတယ်။ဩ Gardner ကတော့ခက်မှန်းထားတယ်နော်။ Laminate PC တော့လောက်မှာ MPU ပါလာမယ်ဆိုလားဟုတ်ကဲ့ဆိုတော့လုံးဝပုံစံအတစ်ကြီးလောက်တာထက်လက်ရှိသုံးနေကြပုံစံတဲ့ AI ကိုထည့်လိုက်တာကပိုအောင်မြင်နိုင်ချေများတယ်လို့ပြောရမှာပေါ့ဟိုရဲ့ data ပဲတပတ်ကိုမေကောမောက်7 billion ကျုံဖြီးပေးနေရတယ်ဆိုတော့သူတို့ AI ကအများနဲ့လေ့လာနေတယ်လို့ပဲอืมအတွေ့အကြုံများရှိတာပေါ့ ဟုတ်တယ်ပြီးတော့ API ဂေဟာစနစ် developer တွေများကြီးကသူတို့ API ကိုသုံးပြီး application တွေလုပ်နေကြတာအဲ့ဒါကလည်းသူတို့ရဲ့ကိရိယာတက်အသုံးဝင်မှုအသစ်တွေအများကြီးဖြစ်လာစေနိုင်တယ်ဒါဆိုဖြစ်နိုင်ခြေရှိတဲ့လောက်ဆောင်ချက်တွေကဘာတွေဖြစ်မလဲစိတ်ကူးကြည့်ရရင်ဥပမာရခဲတည်တာတဲ့ဘာရှိလဲကြည့်ပြီးညစာစီစဉ်ပေးတာမျိုးဈေးဝယ်ဆိုင်လုပေးတာမျိုးအစည်းအဝေးမှာလူနာမည်မေ့တော်ရင်နားတဲ့တိုးတိုးလေးလာပြောတာမျိုးတော့ဖြစ်နိုင်တာပေါ့ ဘာသာစကားငူတူရသူတွေနဲ့စကားပြောရင်အလိုလိုဘာသာပြန်ပေးတာမျိုးတွေဒါတွေကအရင်သုံးဝင်မှာဒါမဲ့စိန်ခေါ်မှုတွေလည်းရှိအောင်ပါပဲ human pin တုံးကလို့ battery တို့အပူချိန်တို့ဟုတ်တယ်အဲ့ဒါအတိကပဲ battery ဘယ်လောက်ခံမလဲအရင်ပူလာမလားပြီးတော့ဈေးနှုန်းလူတို့ဝင်နိုင်မှာမလားနောက်ပြီးကိုရေးလုံချိုးမှုကိစ္စရောအမြဲနားကြောက်နေမှာလားဆိုတဲ့စိုးရိမ်မှုမျိုးတွေအဲ ဒါတွေကို ICT design ပညာနဲ့ open AI ရဲ့နည်းပညာပေါင်းပြီးဖြည့်ရှင်းနိုင်မှုလို့မှာပေါ့အချင်းခါရရဘလို့မြင်လဲလူတွေက ဖုန်းတုံးရတာနည်းနည်းညင်းငွေလာကြပြီလား AI နဲ့စကားပြောရတာရောအသာကျလာပြီလားအဲ့ဒါတော့ဟုတ်တယ် phone fatigue ဆိုတာတကယ်ရှိနေတယ်လူတော်တော်များများ screen time short ချနေကြပြီ AI နဲ့စကားပြောရတဲ့အရင်ကထပ်ပို့ပြီးလက်ခံလာကြတယ်ဆိုတော့အချင်းကိုဖြစ်လိုက်တာပေါ့ဟုတ်ကဲ့ မှန်ကန်တဲ့ထောက်ကူတာထိခဲ့ရင်မနော်တကယ်လို့လားအောင်မြင်ခဲ့ရင် Apple လို Google လို Meta တို့ကတော့ဖျားပစ်နိုင်လောက်တယ်ဒါဆိုရင်အတိတ်ကအမားတွေစီကတင်ယူပြီးတော့ပထမဆုံးတကယ်အောင်မြင်တဲ့လူတွေတကယ်လိုအပ်တဲ့ AI ကိရိယာတစ်ခုကိုဖန်တီးဖို့စ조사မှုလို့ပြောလို့ရမလားဟွန်းအဲ့ဒီလိုရွေးချက်ရှိပုံရပါတယ်အောင်မြင်ဖို့ကတော့အချက်၃ချက်လိုမယ်လို့ထင်တယ်ဘာလို့လဲတက Local speed ပေါ့ကိရိယာပေါ်မှာတင် AI ကမြင်မြအလုပ်လုပ်နိုင်ရမယ် ဟို NBU တွေနေပေါ့ NIT Cloud Skill IQ ရှုပ်ထွေးတဲ့ကိစ္စတွေအတွက် Cloud ပေါ်က AI ရဲ့အကူအညီလိုမယ်ဟုတ်ပြီနောက်ဆုံးတစ်ချက်ကတော့ Fashion grade wearability Solora က design လာမယ်ဝတ်ထားရသက်တောင့်သက်သာရှာမယ်ဝတ်ထားခြင်းစရာဖြစ်နေရမယ်ပေါ့ဟွန်း Ultimate က AI နဲ့ Cloud ပိုင်းတာဝန်ယူမယ် AV က design နဲ့အသုံးပြုသူအတွေ့အကြုံပေါ့ I'm guy ပဲနော်ဟုတ်တယ်အဲ့ဒီသုံးချက်ပေါင်းစပ်နိုင်မှအရင်ကမပြည့်စုံခဲ့တာတွေကိုဖြစ်နိုင်မှတကယ်အပြောင်းလဲဖြစ်လာမှာ နီးပညာရောဒီဇိုင်းရောလက်တွေ့အသုံးဝင်မှုရောသုံးခုလုံးများခြေရှိဖို့လိုရဲ့နောက်ဆုံးအနေနဲ့စဉ်းစားစရာတစ်ခုကဒီလိုဖန်တာပြင်မပါတဲ့ကိရိယာလေး smartphone ကိုတကယ်ပဲပြောက်တော့အောင်လုပ်နိုင်မလားဟွန်းဒါကမေးခွန်းကြီးပဲ smartphone ကို kit home pc တစ်ခုဖြစ်သွားစေနိုင်မလားဒါမှမဟုတ် AI ကိုနေ့စဉ်သုံး PC တွေ fashion တွေထည့်အထိပါထဲသွင်းလာတဲ့ဒီဇိုင်းပြိုင်ဆိုင်မှုအသစ်တစ်ခုကိုပဲစက်တင်လိုက်မလား မလို့ဖြစ်လာမလဲဆိုတာကတော့တကယ်စိတ်ဝင်စားမှုကွာပါတယ်။စောင့်ကြည့်ရမှာပဲပေါ့နော်။အနာကကဘာ ड़ी ဖြစ်လာအောင်မလဲမသိသေးဘူး။